ဘိုင်ဆိုကတခုခုယူဖို့ကြိုးစားနေတာကို Vice Warden ဖြစ်တဲ့ Solar Chair ကလည်းတွေ့ရှိသွားခဲ့ပါပြီ။တစ်ဖက်ကခဝါမဆုကိုလည်းအားလုံးကဝိုင်းပြီးတိုက်ခိုက်ဖို့လုပ်နေခဲ့ပါရဲ့။ဘိုင်ဆိုကလည်း Shadow Clone Jesu ကိုတုံလိုက်တဲ့အခါအားလုံးကိုဘဏ္ဍကောင်ပဲဖြစ်ဖြစ်ခုတ်ပြက်ပြစ်မှန်လို့ Solar Chair ကဆိုပါရဲ့။တစ်ဖက်ကခဝါမဆုကလည်းငါးယူနဲ့ပြစ်ပြီးအဆောင်တွေကိုရှင်းပစ်နေခဲ့ပါရဲ့။ဘိုင်ဆိုကသူ့အလျင်လိုနေတဲ့ဆိုက Smoke Escape Technique ကိုတုံးပြီးထွက်ခွာသွားခဲ့ပါရဲ့။ လက်ထိတ်တော့နဲ့ဓာတ်ကိုခဝါမဆုစီကိုရိုက်ဆိုကပြစ်ပေးလိုက်ပါရဲ့ခဝါမဆုကအချိန်မီသွားတဲ့ပုံပဲလို့ပြောနေပြီးလက်ထိတ်ကိုလည်းဖြုတ်ပြစ်လိုက်ပါပြီတပတ်ကကီကူကလည်းခဝါမဆုစီကိုအ мян လာနေခဲ့ပါတယ်ခဝါမဆုကလည်းရာကူကရာယိုကိုတုံးပြီးတော့တိုက်ခိုက်တဲ့အခါအောင်းလဲလွင်ထွက်ကုန်ကြပါပြီမြစ်ကြီးမှာအ мян ကူခတ်နေတယ်လို့မျိုးခပါစတိုင်လို့ခေါ်တယ်ဆိုကခဝါမဆုက River of Retribution ကိုတုံးလိုက်ပါတော့ရဲ့ ဒီ73နှစ်မှာဘလောက်ပဲခက်ခဲပါစေအရှင်ခံစားရတာနဲ့ရှင်လေပြေလေးလိုပါပဲလို့ခေါ်ပါမစို့ကဆိုပါရယ်ခီကူနဲ့ရိုက်ဆိုတခြားပြန်ဆောင်ကြတော့စကားတွေပြောနေတဲ့အခါအဲ့ဒီမျက်နှာအကြီးကြီးနဲ့ကဘသူလဲလို့ဝါဒန်ကပြောလိုက်ပါတယ်ဆော်လက်ချဲကလည်းကျွတ်ကျွတ်သူဖြစ်ကြောင်းနဲ့တော့နဲ့ဓာတ်ကိုအခိုးခံလိုက်ရချောင်းပြပြလိုက်ပါရယ်ခေါ်ပါမစို့ကလည်းထအန်လို့အဆောင်တွေကလည်းပြန်ပြေးလာခဲ့ပါတော့ဝါဒန်က plate round ကိုပြင်ဖို့နဲ့အင်အားပြည့်နဲ့တိုက်ခိုက်ဖို့အမိန်ပေးလိုက်ပါတယ် ူဖီကိုလည်းလွှတ်လိုက်ဖို့ရိုက်ဆိုတို့ကပြောနေရမယ်ထောင်သားတွေကတော့သူတို့ကဒီပြဿနာတဲကိုဆွဲမထည့်နဲ့လို့ပြန်ပြောလိုက်ပါတယ်သူတို့တွေဘာပဲဖြစ်အငိမ့်လေးနေအသက်ရှင်နိုင်သေးရလို့ထောင်သားတွေကပြောတဲ့အခါတကယ်ပဲအရာနဲ့တင်လုံလောက်လားရလို့လားလို့လူဖီကပြန်မေးလိုက်ပါတယ်အဲ့ဒီချိန်ဟီယိုဂီယိုက ရောက်လာပြီးတယုံမှန်ကိုပြလိုက်ကြဖို့ပြလိုက်ပါနှလုံးသားကိုဖျက်ဆီးကြခံရတဲ့သူတွေကိုတိုင်ကြုံတွေ့ထားရတဲ့သူတွေကပြန်ပြီးတိုက်ခိုက်ခြင်းစိတ်ဖြစ်ဖို့အတွက်မျက်နှာတွေကိုဖုံးကွယ်ထားလို့မရဘူးလို့ဟီယိုဂီယိုကဆိုပါတယ် ဒီလိုနဲ့ Raizo တို့လည်းသူတို့ရဲ့တရုတ်မှန်ကိုပြသဖို့လုပ်ပါတော့ Kiku ရဲ့မျက်နှာဖုံးကိုမြင်လိုက်ရတော့ Fallen Snow Kiku no Jo လို့ထောင်သားတွေကပြောတဲ့အခါယောက်ျားကြီးလားလို့ချက်ပါကမေးလိုက်ပါတယ်နှလုံးသားကတော့ main ကလေးနှလုံးသားပါလို့ Kiku ကပြန်ပြောလိုက်ပါတယ် Fukuoku Chu ရဲ့ပြိုင်ဘက် Ninja Raizo အကောင်းဆုံးစုမုတ်ကစားသမားလေးဖြစ်တယ်လို့ Samurai နဲ့ဟုတ်တဲ့ Yukusu Kawamatsu Flower Hyogyo ဆိုတာထောင်သားတွေလည်းအားလုံးကိုသိရှိသွားခဲ့ပါပြီ လွန်ခဲ့တဲ့အနှစ်20ကတည်သွားတာမဟုတ်ဘူးလားလို့ထောင်သားတွေကမေးတော့ right ဆိုလဲမြင်းနဲ့အတိုင်းပဲအသက်ရှင်ကြောင်းပြပြလိုက်ပါလူဖီကသူတို့တွေတေချာပေါက်ကဲတင်ပေးမှမလို့သူတို့ကိုယုံကြည်ပေးဖို့အားလုံးကိုပြန်ပြောလိုက်ပါရဲ့ဝါဒန်လည်းဒါတွေကအိုချီရဲ့စကားအတိုင်းဖြစ်လာနေပြီမလို့ခိုင်တို့ကိုတနည်းနဲ့တင်ပြရတော့မယ်လို့ပြောတဲ့အခါခီကူကလည်းမြင်သွားပြီဆိုမှအဲ့ဒီပစက်ကိုပိတ်ဖို့လိုအပ်ပြီလို့ဆိုပါရဲ့ ။တစ်ဖက်မှာလည်းဇိုးတို့ကပလွေမှောက်နေတဲ့လူတယောက်နဲ့တိုးပေမဲ့ကြော်သွားတော့ထိုသူကအနယ်ပြစ်တဲ့အခါဇိုးပြန်တားနိုင်ခဲ့ပြီးတက်ခိုက်ဖို့လုပ်ပေမဲ့ထွက်ပြေးသွားခဲ့ပါတယ်။ EOB လည်းဖူကူကူချိုရဲ့လူတွေဘယ်ချိန်ထိလိုက်နေမှလဲလို့ပြောနေခဲ့ပြီးနောက်တစ်ခါရောက်လာမယ်ဆိုရင်တေချာပေါက်တက်ပြစ်မယ်လို့ဇိုးကလည်းဆိုပါတယ်။တစ်ဖက်ကကွင်းကလည်းဒီတိုင်းဖင်မန်းကိုခိုင်နိုစီကိုပို့နိုင်ရင်ပြဿနာမရှိပါဘူးလို့ပြောနေတော့ဖင်မန်းကနိုးလာခဲ့ပါပြီ။ပင်လေးစပြုတ်ယူလာခဲ့ဖို့ဗမန်ကပြောတော့ကွင်းကလည်းအကုန်လုံးကသူ့ဟာမလို့မပေးနိုင်ဘူးလို့ပြောနေတော့မှပဲဗမန်ကပြန်အိပ်ပျော်သွားခဲ့ပါတယ် ဥဒုံမှာလည်းဝါဒန်ကတိုက်ခိုက်ဖို့အမိန်ပေးလိုက်ပြီမလို့အားလုံးလည်းအတိအတိတိုက်ခိုက်လို့နေခဲ့ပါပြီ။ပလက်ဂရောင်းနဲ့စောင်းတစ်ယောက်ကလူဖီကိုပြစ်ပေမဲ့လူဖီမထိပဲကိုလူကိုပဲပြန်ထိသွားခဲ့ရပါရဲ့။ဒိုင်ဖိုကိုကတော့ဘာသူမဆိုရတယ်ဆိုပြီးအားလုံးကိုပြစ်ပါတော့ဲ။ Virus ကိုလက်နဲ့အနေနဲ့တုံးတာခွင့်မလွတ်နိုင်စရာပဲလို့ချော်ပါကဆိုပါရဲ့။ဒီလိုနဲ့လူဖီတို့လည်းအဆောင်တွေကိုအမောက်တိုက်ပြီးဟီယိုဂိုနဲ့ခီကူခေါဝါမဆူကလည်းအားလုံးကိုရှင်းပြလို့နေခဲ့ပါရဲ့။ ရိုက်ဆိုကလည်းလာတနေရှူဝင်းကန်နဲ့ပြစ်လိုက်ပါတယ်တဖက်ကကစ်ကလည်းကီလာဂျီနေတာကိုကြည့်နေတော့မှပဲရိုက်ဆိုကတော့ပေးပြီးထွက်သွားခဲ့ပါတယ်မင်းတော့ဘုမဖြောက်ရင်နှစ်အောင်လုံးမှမဟုတ်လို့ဒီမှာပဲရှိပြီးတေသွားချင်တာလာခေလာလို့ကစ်ကပြောလိုက်ပါတယ် အားလုံးကို virus တွေနဲ့အဆမပြတ်ပြင်းတာမလို့လူပီတို့လည်းမလုံးနေတလို့အော်ပြောနေပြီးတော့အားလုံးအတီးတီးတားနေခဲ့ကြပါရဲ့ခါဝါမဆုကလည်း capacity rebound of beauty fusion ကိုတုံးလိုက်ပါရဲ့တဖက်ကလူပီကလည်း virus တွေနဲ့ပြစ်သမျှလူပီကိုတိုက်ခိုက်နေခဲ့ပါရဲ့ဝါဒန်ကလည်းအားလုံးကိုပြစ်ဖို့အမိန်ပေးထားတာမလို့အတော်များများလည်း virus တွေပြန့်နှံ့လို့နေခဲ့ပါပြီပြောဖို့မေ့သွားတာကအပြစ်ခံလိုက်ရရင်ဒီကုလုံးမီးလောင်နေတယ်လို့မျိုးနာကျင်အောင်လုပ်တယ်ပြီးတော့ပူမယ် ကူဖို့တောင်းဆိုမယ်ဆိုရင်ထိတဲ့တဲ့တကူပါကူဆက်စေလိုက်မယ်လို့ဒိုင်းဖူဂိုကပြောလိုက်ပါတယ်။ဒါကတကူလုံး virus ပြန့်သွားရင်ဖြစ်မဲ့ပုံစံမလို့တခြားကြည့်ထားဖို့ဒိုင်းဖူဂိုကထပ်ပြောလိုက်ပြီးတော့ရှီမောင်းနေခဲ့ပါတယ်။ ဒါကကွင်းဖန်တီထားတဲ့မမ်မီလို့ခေါ်တယ်လို့ဒိုင်ဖိုကိုကဆိုပါတယ်။ဗိုင်းရပ်စ်ကိုချော့ဘတ်ကသူကူတာပေးမှာမဟုတ်လို့အငိမ်လေးတာနေဖို့ကူးစက်နေရတဲ့သူကိုချော့ဘတ်ကပြောနေခဲ့ပါတယ်။အခြေအနေတွေကပိုရှုပ်ထွေးနေပြီမဟုတ်လို့အားလုံးကလည်းမင်းတို့တာရောက်မလာရင်ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူးလို့ဆိုပါတယ်။အခါစားရာ၉ရောက်ဆိုရင်တော့မှခိုင်းတော့ကိုအနိုင်အောင်နေမှာမဟုတ်ပဲ။သူရဲ့လောက်ငယ်တာတယောက်လောက်ထားတဲ့လက်နက်နဲ့တည်းဒီလိုဖြစ်အောင်လုပ်နိုင်တယ်။ဒါကမျောလင်းချက်မဲ့တဲ့အင်အား မင်းတို့ကရောက်မလာခင်ဥဒွန်ထောင်ကြီးကတာမန်တိုင်းမြဖြစ်နေမှာလို့ထောင်သားကထပ်ပြောတော့လူဗီကအားလုံးကိုကိုတိုင်တားပါတော့ရင်လူဗီစစ်ကိုလည်း virus တွေကကူးစက်လာလို့နေခဲ့ပါပြီ။ဘာကကြောက်ဖို့ကောင်းတာလဲ။ဘာကမျောလင်းချက်မဲ့တဲ့အင်အားဒါကလုံးဝတိုးမှာမဟုတ်ဘူးလို့လူဗီကပြောလိုက်ပါရဲ့။ ချောပါကလည်းအမြန်ဖဲဖို့လူပီကိုအော်ပြောနေခဲ့ပါတယ်။လူပီကသူတိတဲ့ဆာမူရိုင်းတွေအားလုံးကအင်အားကြီးကြတယ်။မင်းတို့တွေကတေကန်ဒီအထိအလုပ်လုပ်ရပြီးတော့ရတဲ့ဒဏ်ကိုအနှဲငယ်နဲ့အသက်ရှင်ခွင့်ပေးထားခံရတာကတာမန်ဘဝဆိုတာလာလို့အော်ပြောလိုက်ပြီးမျက်လုံးတွေကိုဖွင့်ချဖို့နဲ့မင်းတို့တွေကကြုံတယောက်တတာပဲလို့ထပ်ပြောလိုက်ပါတယ်။ဒါကိုသာမာဒုကလည်းချောင်းကြည့်နေခဲ့ပါတယ်။ အပြင်ကလာတဲ့သူကဒီတိုင်းပြည်ကိုကာကွယ်လို့မရဘူးလားခုပြည်နေမြန်မာကိုယ့်ရဲ့စားစရာကိုပေးခဲ့တဲ့ထာမာဆိုတဲ့တငယ်ချင်းလေးနဲ့ဒီနေရာကိုဘာရဲ့ပြည့်စားလို့ရရဲ့တိုင်းပြည်ဖြစ်အောင်ပြန်လုပ်ပေးမယ်ဆိုပြီးကတိပေးခဲ့တယ်လို့လူဗီကပြောပြလိုက်ပါတယ်ထာမာလည်းလူဗီကတိပေးခဲ့တာကိုပြန်တွေးလို့နေခဲ့မိပါတယ် အဲ့ဒါကိုမလုံနိုင်ရင်ဒီနေရာအမြဲတမ်းငရဲဖြစ်နေမှာဖြစ်ပြီးတော့အိုဒန်အချောင်းနဲ့ကြားထားပေမဲ့လွန်ခဲ့တဲ့အနှစ်20ခိုင်တို့ကအိုဒန်ကိုတတ်ပစ်လိုက်တဲ့အခါမှာပဲဒီတိုင်းပြည်ရဲ့အချိန်တွေကရပ်တန့်သွားခဲ့တယ်။ငါတို့တွေကခိုင်တို့ကိုအနိုင်ယူဖို့လာခဲ့တာပဲလို့လူဖီကအော်ပြောလိုက်ပြီးအဲ့ဒါကိုမဟာမိတ်တွေရဲ့ဝင်ရှုပ်တာမခံနိုင်လို့ငါတို့ဘက်ကိုလိုက်မလားခိုင်တို့ဘက်ကိုလိုက်မလားဆိုတာကိုဒီမှာပဲအားလုံးကိုဆုံးဖြတ်ဖို့လဲထပ်ပြောလိုက်ပါတယ်။အားလုံးကလည်းမျက်ရည်တွေကျလာပြီးတော့သူတို့ကိုအခွင့်အရေးထပ်ပေးအောင်မှလာလို့ပြောနေခဲ့ပါရဲ့။ နှလုံးသားတွေထွေပြားနေတာမကောင်းတော့ဘူးမလို့အဲ့ဒီလူအုပ်သေးကိုဒါ playground အချက်200စာ virus ကိုထည့်ထားတဲ့ playground show ကိုပြစ်လိုက်ရင်အားလုံးပြီးသွားတော့မယ်ဆိုပြီးဝါဒန်ကရီမောနေခဲ့ပါတယ်။ Elephant Machu နဲ့ဝါဒန်ကပြဖို့လုပ်နေတော့လူဖီကစင်နမောင်းကိုခြိပေးလိုက်တာမလို့နှာခေါင်းထဲမှာပဲပေါက်ကွဲသွားခဲ့ရပါတယ်။လူဖီက Typhoon Go ကိုလက်ညှိုးထုတ်ပြလိုက်ပြီးချန်တော်ကိုအလိုက်ပြီးလို့ပြလိုက်ပါတယ်။အားလုံးက Typhoon Go စီကိုဦးတည်လာနေရဲ့အခါ Typhoon Go လည်း view တွေကိုပြန်ရွတ်ပြနေပြီမယ်။ အားလုံးကတော့တော်လန်ခြင်းနဲ့စိတ်တွေပြန်ဝင်လာပြီးတော့ဘလို့မှတားဆီးလို့မရတော့ပါဘူးတိုက်ပွဲကြီးမတိုင်ခင်ရှေ့ရမြောက်နေမှာပဲရန်သူအထီးကားတက်မသိပဲနဲ့ဥဒွန်ထောင်ကြီးကိုအပိုင်သိမ်းနိုင်ခဲ့ပါပြီဟီယိုကီယိုကလည်းတကယ်တော်တဲ့သူကိုခေါ်ဆောင်လာနိုင်ခဲ့တာပဲလို့ခင်ရမကို ပြောနေခဲ့ပါတယ်ထောင်သားတွေအားလုံးကတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ရမယ်လူဗီတယောက်ကတော့ဗိုင်းရပ်ကြောင့်လဲကျသွားခဲ့ရပါတယ်ကစ်တယောက်လည်းရှီမောနီရဲ့ခေလာကိုကြည့်ရင်အရင်ခေလာကိုပြန်တွေးနေခဲ့ပါတယ်သူတို့နဲ့လက်ထိုက်ကိုဖြုတ်ပြီးတဲ့နောက်ခိုင်နိုကိုတိုက်ခိုက်မှလာလို့လူဗီကိုမေးလိုက်ပါတယ် အတူတူတိုက်ခိုက်မလို့လာလို့လူဗီကပြန်ပြီးတော့ခစ်ကသူတငယ်ချင်းဘလို့ဖြစ်သွားရလဲဆိုတာကိုမြင်တဲ့အတိုင်းပဲမလို့ဒီနေရာမှာမင်းကိုမတက်တာပဲကျေစုတင်လို့ပြန်ပြောလိုက်ပါရဲ့မဟာမိတ်လောက်ရတာကလည်းစိတ်ကုန်နေပြီးတော့ဘသူကမှလည်းမယုံကြည်နိုင်တဲ့ဘူးဆိုကခစ်ကဒေါသကြီးနဲ့တန်တွေကိုဆွဲယူပြီးတကားကိုဖျက်ဆီးပြလိုက်ပါတော့ဟဲ့တငယ်ချင်းတွေကိုကယ်တင်ဖို့ငါတို့ကငါတို့လမ်းအတိုင်းပဲသွားမယ်လို့ခစ်ကဆိုပါရဲ့ တစ်ဖက်မှာလည်းအာရှူဝါက20အတွင်ဖြစ်သွားခဲ့တဲ့တင်းချိုင်းကိုပြတာလိုက်ပါတယ်။တင်ကိုဖမ်းရတဲ့ဒံယာရီကိုယုံကြည်ဆိုတဲ့အရာကဘလောက်တောင်ခက်ခဲလဲ။ဆယ်နှစ်ရောက်တော့မစောင့်နိုင်တော့တဲ့သူတွေကအိုနီကာရှိမာကိုတွားခဲ့တာမလို့အားလုံးသိဆုံးတွားခဲ့တာဆယ်နှစ်တောင်ရှိပြီလို့ဆိုပါတယ်။20နှစ်ရင်ထိုကီပြောခဲ့တယ်လို့ပဲခင်ရမိုတိုကပြန်လာလိမ့်မယ်လို့အာရှူဝါကလည်းယုံကြည်နေခဲ့ပြီးတင်းခန့်နေကြရပေမဲ့အပြည့်အစည်အသေးကြီးတွေကလည်းတဖြည်းဖြည်းနဲ့များပြားလာခဲ့ပါတယ်။ ဒီအတိုင်းအသက်ကြီးပြီးတည်သွားတော့မှမတင်းခံနိုင်တော့ဘဲနဲ့အနည်းဆုံးတော့ဓာတ်ကြိုက်ပြီးတည်ပရစီလို့အားလုံးကလည်းအာရှိဘာကိုတောင်းဆိုခဲ့ပါတယ် အခုအသက်တွေကိုရှင်းလဲဘာမှမရဘူးမလို့မလောချဖို့အာရှူဝါကပြောခဲ့ပေမယ့်အားလုံးကကိုတင်မဲနေရကိုကိုကိုတိုင်ရွေးချယ်ကြမယ်ဆိုပြီးအော်ဟစ်နေလို့အာရှူဝါလည်းဘာအတွက်ဒီနေ့ထိတင်းခန့်ခဲ့ရလို့အော်ပြောလိုက်ပါရဲ့အခုသာသွားမယ်ဆိုရင်အိုဒန်အတွက်လက်စားချစ်ကိုလည်းမရနိုင်ဘူးဆိုတာကိုသဘောပေါက်တယ်မလားလို့အာရှူဝါကချက်ပြောလိုက်ပါရဲ့ခလေးတုံးကတတိရှိမရှိကိုစမ်းတဲ့အနေနဲ့ခဏခဏအော်ခိုင်းခဲ့တဲ့ဆန္ဒချီဆိုတာကိုလည်းမှတ်မိလားလို့လူတယောက်ကပြောလိုက်ပါရဲ့နမဲလွတ်လပ်မှုကိုစွန့်လို့ခေါင်းကိုလက်ဟအောင်လုပ်ပြီးတော့သွားတိုက်ခိုက်ကြဆိုတာကအဲ့ဒီစကားရဲ့အထိပ်ပဲဆန္ဒချီဆိုတာဘယ်လိုပြော ရင်အားလုံးကဆန္ဒချီတော့ဝိုင်းအောင်ကြပါတော့ရဲ့အာရှီဝါလည်းဘလို့မှမတားနိုင်ဖြစ်ခဲ့ရပြီးတော့အနောက်ကပြေးလိုက်ခဲ့ပေမယ့်အားလုံးကဆန္ဒချီကိုပြိုင်သူရှိရုံရင်ဦးနီကရှိမကိုထွက်ခွာသွားခဲ့ကြပါတယ်အာရှီဝါကဒါကိုဆွဲထုတ်လိုက်ပြီးအိုတန်ကိုတန်တရားမဖြစ်ခဲ့တာမလို့မီးပွဲတော်ညာကြရင်ကုစုကီကလန်နာမည်ကိုရှင်းပြီးအိုနီကရှိမစီကိုခြိတက်ခါခိုင်တုန်တဲ့အိုချီရဲ့ခေါင်းကိုဖျက်မယ်လို့အော်ပြောလိုက်ပါတယ် စိတ်ပိုင်းဖက်တာတဲ့သူပဲအနောက်ကလိုက်ခဲဖို့ထပ်ပြောတော့အားလုံးကလည်းလက်ခံပြီးတော့ဒီနေ့ကိုစောင့်နေခဲ့ကြတာပါလို့ဆိုပါရဲ့အာရှူဝါကိုယ်တိုင်မှာပါမယ်ဆိုတော့ခရမ်မတို့ကလည်းအရန်ဝမ်းတာနေကြပါတော့ရဲ့ ဥထုံမှာလူပိကပင်တသမ ्या ဆိုတာသိပြီဘာလို့ပင်တသမ ्या ကိုခေါ်လာရရလဲဆိုပြီးထောင်သားတွေကပြဿနာရှာနေပါတော့အေးတစ်ဖက်ကလူပိကလည်းဒီလိုအန်ရီရဲ့မြားရဲ့နေရာကိုဘာလို့လိုက်လာခဲ့ရရလဲလို့ချာမာကိုပြောနေပြီးချာမာကလည်းဖြေစည်းကိုဖော်ရင်းလူပိကိုနောက်ဆက်တွဲတွေတွဲပြီးမလုပ်လို့စူနေခဲ့ပါတယ်ထောင်သားတွေကလည်းလူပိကိုမယုံကြည်နိုင်ဘူးဆိုပြီးတရားတော်ပေါက်ပြောနေလို့ဟီယိုကီယိုဒုကလည်းတခြားရှင်းပြနေခဲ့ရပါပြီး ူဗီကအယူတယောက်လို့ဆိုပေမဲ့တကယ်မိုက်ပြီးတော့မမိုခသူသားဆိုရင်လုံနိုင်မှာမထင်ဘူးလို့ဆိုပါတယ်။မင်းကအယူလဲဟုတ်တယ်ကြောက်လဲကြောက်တတ်ပျော်လဲပျော်ဘာမှမလုံနိုင်ဘူးလို့လူဗီကပြောတော့မမိုလဲဒေါသထွက်ပြီးလူဗီကိုထိုးဖို့လုပ်တဲ့အခါသာမာကဝင်တားပါတော့ရဲ့။ငါကကုစုကီမမိုနိုဆာကေကုစုကီအိုဒန်ရဲ့တားပဲလို့မမိုကအော်ပြောတဲ့အခါအဲ့ဒါဆိုရင်တွားလိုက်ဖို့လူဗီကပြောတော့မမိုလဲလူဗီကိုမောင်းထုတ်ဖို့ပြောနေတယ်သူတွေကိုပါတွေ့လိုက်ရပါတယ်။သူတို့ကစောင့်နေတာမင်းကိုဘဲလေလို့လူဗီကပြောလိုက်ပြီးတော့ကြောက်ဆောင်နဲ့ပြစ်လိုက်တဲ့အခါမမိုလဲပြေးရင်အရှိကိုထွက်လာခဲ့ပါရဲ့ မမုတ်ကိုမြင်လိုက်ရတော့အားလုံးလည်းမျက်ရည်ယူနေအယိုသေးပေးကုန်ကြပြီးတော့အသက်ရှင်နေသေးလို့ဝမ်းတိုင်လို့ဆိုပိုင်အားလုံးရဲ့မျက်လုံးရှိမှမြင်နေရတာကငါမဟုတ်ပဲငါအဖေရဲ့ပုံစံဝါလို့တိုင်းပြည်ကိုဆောင်းရှောက်ခဲ့တဲ့ကုစုကီကလန်ရဲ့ကြီးမားတဲ့အရေးတစ်ခုဆိုတာကိုမမုတ်ကတွေးနေခဲ့ပိုင်သူ့အတွက်တော့ဒါကမဖြစ်နိုင်ဘူးဆိုပြီးတော့ထွက်ပြေးဖို့ကြိုးစားနေရင်ပဲခိုင်တကိုအနိုင်တက်ခိုက်ချင်တယ်လို့ပြောခဲ့တာကိုပြန်တွေးပြီးကိုစိတ်ကိုအရင်တည်ငြိမ်အောင်လုပ်လိုက်ပိုင်အားလုံးနားထောင်စေကြစမ်းလို့မမုတ်ကအော်ပြောလိုက်ပိုင် ရဲတပ်ကြီးမိလောင်ပြီးတော့မမုတ်ကသူဟာခင်ရမို့ဒိုးတွေနဲ့အတူခကြီးထွက်ခဲ့ပြီးခကြီးမှဖြစ်ခဲ့တာတွေနဲ့ဒီကိုပြေရောက်လာနိုင်တာကလည်းလူဗီတို့ရဲ့အကူအညီကြောင့်ဆိုတာကိုပြောပြလိုက်ပါမမုတ်ကသူအားနေနေသေးပေမဲ့တေချာပေါက်အားလုံးတို့ကလက်စားချစ်ခြင်းနဲ့တလောက်ခက်ခဲတဲ့တာတောင်အသက်ရှင်နေခဲ့တာဆန္ဒတစ်ခုကြောင့် အဲ့အတွက်အတူတိုက်ခိုက်မဲ့ဝါလုံးတိုက်ပြီမှာစောင့်နေတဲ့မင်းတို့အားလုံးရဲ့အင်အားတွေကိုလည်းလိုအပ်တယ်ဒီမှာရှိနေတဲ့သူတွေရဲ့တခုတည်းသောဆန္ဒကလည်းဝါလုံးတိုက်ပြီချစ်ကိုပြန်ယူဆောင်နိုင်ဖို့အခုအချိန်ထိ20လလုံးစောင့်နေပေးခဲ့တာကိုလည်းကျေးဇူးတင်တယ်လို့မမိုကဆိုပါတယ်မမိုကသူဟာဝါလုံးတိုက်ပြီရဲ့ဒိုင်းမီယိုကိုစက်ခံမဲ့သူခုစုကီမမိုတို့စာကဲဖြစ်ပြီးတော့အခုကစပြီးတံပြန်တိုက်စစ်ဆရာတော်မဲ့အချိန်တို့အော်ပြောလိုက်တော့အားလုံးကလည်းအုံကြွလို့နေခဲ့ပါပြီ မမုံတို့စကဲအခုလိုပုံစံနဲ့ကြီးပင်းလာတာဝမ်းသာပြီးခါဝမစုကသူသွားစရာနေရာရှိတယ်လို့တိုက်ပွဲနေမှပြန်ဆုံမယ်လို့ရိုက်စိုးကိုပြောပြီးထွက်ခွာသွားခဲ့ပါတယ်ဒါကြတဲ့ one piece အပိုင်း239ပြပြအပိုင်း240ကိုစတင်ပေးနေမှုတို့ကလိုက်လေးတယောက်ချက်စီနေပြီးတော့ comment လေးကျွန်တော်မှတ်ပေးကြပါအောင် channel ရဲ့ subscribe လေးမလောက်ရတဲ့လုပ်ပေးတွက်ခဲ့ကြပါအောင်ကျေးဇူးများတဲ့မှာကျွန်တော်ကတော့ဆက်မှတ်ပါ